25ခုနှစ်မတ်လ29ရက်နေ့မှာ solar eclipse က Aries ရာဒီကွန်မှာပေါ်မှာဖြစ်ပါတယ်။ဒီ solar eclipse ကြောင့်မူလို့ရာဒီကွန်တစ်ခုချင်းစီအပေါ်ကိုဘယ်လိုတရားမှုတွေဖြစ်လာနိုင်လဲ။ရာဒီကွန်တစ်ခုချင်းစီအလားဘယ်လိုချက်တွေပုံမျိုးမှန်လို့ရနိုင်လဲဆိုတာကိုမျှဝေပြသမှာဖြစ်ပါတယ်။မဇောအနေနဲ့ Aries sun တို့မဟုတ် aries rising aries rising နေ့တွေအတွက်တော့ဒီ solar eclipse က aries rising နေ့ရဲ့ first house မှာကြာအောင်မှာဖြစ်ပါတယ် first house ကကိုယ်ကဘယ်လိုမျိုးဖြစ်လဲကိုယ့်ရဲ့တကယ်ပုံစံအမှန်ကဘာလဲကိုယ့်ရဲ့ identity ကဘာလဲဒါတွေနဲ့ဆက်နွယ်ပတ်သက်နေတဲ့ house ဖြစ်တဲ့ဒါကြောင့်မို့လို့ဒီ solar eclipse ဖြစ်ပေါ်တဲ့ကာလအတွင်းမှာ aries rising နေ့ဘဝမှာအသက်တက်တော့ပြောင်းလဲမှုတွေစတင်ခြင်းတွေ ပေါ်မလာနိုင်ပါနဲ့နောက်တစ်ခုကဘဝမှာကိုဟာကိုကိုပို့ပြီးတော့တိုးတက်ပြောင်းလဲမှုတွေပြုလုပ်ရမယ့်အချိန်ကာလလည်းဖြစ်တဲ့ပျော်ဒီကာလမှာ Aries Rising ကြီးတွေကိုဘဝကိုကိုပို့ပြီးတော့ထိန်ချုပ်လာနိုင်မယ်အတိတ်တော်ဆက်တယ်မှုတွေပြုလုပ်လာနိုင်မယ်ပြီးတော့အရင်ကထက်လည်းကိုဟာကိုကိုကိုပို့ပြီးတော့ယုံကြည်မှုရှိလာမယ် confidence ရှိလာမယ့်ကာလလည်းဖြစ်ပါတယ်နောက်တစ်ချက်ကဒီ Aries Rising ကြီးတွေရဲ့ဒီ relationships ပေါ့နော်မိမိကိုယ်ကိုလည်းခြားတွေ့ကြဆက်နွယ်ပတ်သက်မှုတွေကအရေးပါလာမယ့်ကာလဖြစ်တဲ့ မိမိကိုယ်ကိုယ်နဲ့အများရဲ့ဂျာမှာဘယ်လိုမျိုး balance လုပ်မလဲကိုလိုချင်တဲ့အရာနဲ့ကိုကအများကိုညှောက်ဝေပေးရမယ့်အရာဒီနှစ်ခုဂျာမှာဘယ်လိုမျိုးဟန်ချက်ညီအောင်ဖိညီးရမလဲဆိုတာကိုဒီကိုက balance လုပ်ရမယ့်ကာလဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဒီ Aries rising နေ့ဒီသူက solar eclipse က Aries ညာဒီကိုမှာဂျာမှာဖြစ်တယ် Aries က energy က Aries ရဲ့ energy ကမြန်တယ်အားကောင်းတယ်ဒီလို ခေါင်းမာတဲ့ NLD ကြောင့်မို့လို့ Aries Rising နေ့တွေသုံးဖြတ်ချက်တွေချတဲ့အခါမှာဒီကာလမှာဆိုလို့ရှိရင်တစွတ်ထုံဆန်တဲ့သုံးဖြတ်ချက်တွေကိုမချမှတ်မိဖို့ခရီးစားရမှာဖြစ်တဲ့နောက်တစ်ခုကဒီကိုကိုကိုပို့ပြီးတော့အဲအဲ့ဒါဆိုတတိယမြေကာလဖြစ်တဲ့ရဲရင်ရမြေကာလဖြစ်တဲ့ကိုလူချင်းနဲ့ပန်းနိုင်ကိုစစ်တွေကိုရရှိဖို့အတွက်ရဲရင်ပြတ်သားတဲ့ခြေလမ်းတွေကိုစတင်ပြီးလှမ်းရမယ့်အချိန် action ရမယ့်အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ Thank you Aries. Horizon Taurus Rising Isola Eclipse က Taurus Rising တွေအတွက် Trap House မှာဖြစ်ပေါ်မှာဖြစ်ပါတယ်ဆိုတော့ trap house ကကိုယ့်ရဲ့ဒီအတွေးတွေခံစားချက်တွေကိုယ့်ရဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ spirituality ဒါတွေနဲ့ပတ်သက်ဆက်စပ်နေတဲ့ house ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ solar eclipse ကာလမှာ Taurus rising တွေအနေနဲ့ကိုယ့်ရဲ့အလေးချင်ဟောင်းတွေကိုယ့်ရဲ့အချောက်တရားတွေကိုယ့်ကိုရှေ့ဆက်မသွားနိုင်အောင်ဆွဲထားတဲ့အရာတွေကိုလက်ကိုလှုပ်လိုက်မယ်။ဒါဆုံးပြလိုက်ရမယ်အချိန်ကာလဖြစ်ပါတယ်။နောက်တစ်ခုကဒီ Taurus rising နေနေကိုယ့်ရဲ့ဒီ ပြပပတ်ဝန်းကျင်က activities တွေနဲ့အလုပ်များနေတာထက်ဆိုင်လို့ရှိရင်ကိုကိုကိုတယောက်တည်းပို့ပြီးတော့အချိန်ပေးပြီးတော့ကိုကိုကိုပြန်ပြီးတော့တွေးတော်ဆင်မြင်တာအဲသုံးသက်တာတွေလုပ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ Taurus rising နေနေနဲ့ကိုရဲ့ဒီအိမ်မက်မှတ်တဲ့အကြောင်းအရာတွေကိုလည်းဂယုဆိုင်တင်နေကိုရဲ့အလွတ်လို့တီးစိတ် gut feeling ကပေးလာတဲ့ message တွေကိုလည်းဂယုဆိုင်ရမယ့်အချိန်ကာလ ဖြစ်ပါတယ်။တနည်းဖြစ်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ပြောင်းလဲမှုတိတိလေးတွေကစပြီးတော့ပတ်ဝန်းကျင်မှာဖြစ်ပြပြောင်းလဲမှုတွေထိအကုန်လုံးပေါ်မှာကိုယ့်ရဲ့ခန္ဓာချက်ကဘယ်လိုမျိုးဖြစ်လဲဆိုတာကိုတိထားစောင့်ကြည့်ရမယ်။တနည်းဆိုလို့ရှိရင် meditation ပြုလုပ်တဲ့နေ့ကလာဖြစ်တယ်။နောက်ပြီးတော့ဒီ Taurus rising နေ့နေ့ကိုယ့်ကိုယ်ဒီကိုယ်တအတုံးမဝင်တဲ့အရာတွေကိုယ်တအကျိုးမရှိတဲ့အရာတွေဘယ်နဲ့ရမပေးတင်တော့ဘူးပေါ့နော်။ဒါတွေကိုလက်လွတ်လိုက်တင်တဲ့အရာ ချိန်ကာလဖြစ်တဲ့ကိုကုကိုပဲ relax ဖြစ်အောင်နေတဲ့နဲ့ကိုကုကိုပဲဖြည့်လျှော့ပြီးတော့နေတဲ့နဲ့ပေါ့နော်ဒီလိုဒီလိုနေမှသာဆိုလို့ရှင်ဒီလိုနေမှသာလည်းဒီနောက်လာမယ့်လတွေမှာတက်လာမယ့်အတက်အတက်တော့ beginnings new beginnings တွေတော့ကိုယ်က ready ဖြစ်နေမှာဖြစ်ပါတယ် thank you torres Gemini sun Gemini rising ဒီ solar eclipse က Gemini rising နဲ့ Eleven House မှာဖြစ်ပေါ်မှာဖြစ်ပါတယ်။ Eleven House ကမိတ်ဆွေအပေါင်းအသင်းလူမှုအပိုင်းဝိုင်းလူအစုအကြီးကြီးတွေ community အကြီးကြီးတွေဒါတွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့ house ဖြစ်ပါတယ်။ဆိုတော့ဒီ eclipse ကာလမှာ Gemini rising နဲ့အနေနဲ့ကိုယ့်ရဲ့ဒီအနာဂတ်ရည်မှန်းချက်ကိုရဲ့ဒီလူမှုအတိုင်းဝိုင်းဓာတ်တွေကိုပို့ပြီးတော့ focus ထားပြလာမှာပဲဖြစ်ပါတယ်။ Gemini rising နဲ့အနေနဲ့ဒီကိုရဲ့ဒီကိုနဲ့အနာဂတ်ရည်မှန်ချက်ချင်းတူတဲ့စိတ်တုကိုတူ မိတ်ဆွေတငယ်ချင်းတွေလူအုပ်စုတွေနဲ့လည်းပို့ပြီးတော့ချိတ်ဆက်ချင်လာမယ့်ကာလဖြစ်ပါတယ်နောက်တစ်ခုက Gemini Rising နဲ့အနေနဲ့ဒီအဲ့အိမ်မက်ကိုကြည်ကြည်မရမယ့်အချိန်ဖြစ်တဲ့ကိုရဲ့အိမ်မက်ကိုအကောင့်တွေပေါ်ရမယ့်ကာလလည်းဖြစ်ပါတယ်။အများနဲ့တူတူပူပေါင်းလို့ဆောင်ခြင်းရလည်းပဲကိုရဲ့တိုးတက်မှုကိုအထောက်ပံ့ဖြစ်စေနိုင်တဲ့ကုညီပေးစေနိုင်တယ်ဆိုတာကိုလက်ခံရမှာပဲဖြစ်ပါတယ်။ကို Gemini Rising နဲ့နေနဲ့အများနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေဆုပ်ဖြတ်ချက်တွေချတဲ့ခါကြလို့ရှိရင်လည်းခေါင်းမာတာမျိုးအလင်းစလိုနိုင်တာမျိုးတွေမဖြစ်အောင်တော့ ခရုစိုက်တင်ပါတယ်။ Gemini Rising နေ့အနေနဲ့ကိုယ့်ရဲ့ဒီစိတ်ကိုအကြံစီတွေကိုမျှဝေပေးနိုင်မဲ့ဒီလူတွေနဲ့ဆုံတွေ့ခွင့်ရမယ်မျှဝေပေးနိုင်မယ်ခွင့်လန်းတွေနဲ့ကြုံရတဲ့ခါကြလို့ရှိရင်လည်းဒီခွင့်လန်းတွေကိုကိုကလက်ကမ်းကြိုးအားမှာဖြစ်ပါတယ်ဒါတွေကိုရင်ဆိုင်ရမယ့်ကာလလည်းဖြစ်ပါတယ် Thank you Gemini Cancer Sun Cancer Rising ဒီဆိုလိုက်ကလစ်ကခန်စာရိုက်စင်းရဲ့ Tan House မှာကြားရမှာဖြစ်ပါတယ်။ Tan House ကကိုယ့်ရဲ့ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုယ့်ရဲ့အလုပ်အကိုင်းကိုယ့်ရဲ့နာမည်ကုန်တည်င်းလူတွေကကိုယ့်ပုံမြင်တဲ့အမြင်ဓာတ်တွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့ House ဖြစ်ပါတယ်။ဒီလို Tan House မှာဆိုလိုက်ကလစ်ကဖြစ်တဲ့ခါကြလို့ရှိရင်ခန်စာရိုက်စင်းရဲ့အလုပ်အကိုင်းလမ်းကြောင်းမှာအပြောင်းလဲကြီးကြီးမားမားတွေပေါ်ပေါက်လာနိုင်ပါတယ်။ခန်စာရိုက်စင်းရဲ့အနေနဲ့ကိုယ့်ရဲ့ဒီဒီမှန်ချက်တွေကိုထိန်းချုပ်လိုက်တာမျိုးထိန်းချုပ်ရတာကိုယ့်ရဲ့ ီ project အသစ်ဖို့ကိုစတင်ရတာဒါမှမဟုတ်ရှင်ခေါင်းဆောင်လိုနေရာမျိုးကိုယူလိုက်ရတာမျိုးဒါမျိုးလို့ကိုတုံသိခံစားရနိုင်ပါတယ်ဆိုတော့ခံစား rising နေနေတခြားလူတွေပေါ်ကိုကိုဘာလုံးနိုင်လဲဆိုတာကို confidence ရှိရှိနဲ့ပြရမယ့်အချိန်ဖြစ်ပါတယ်တတိထာရမှာကတော့အလုံးနဲ့ဝေကုတာကြာမှာဒီညတာမှုရှိအောင်လို့ balance လုပ်ဖို့တော့တတိထာရမှာဖြစ်ပါတယ်ဆိုတော့ခံစား rising နေနေကိုရအလုတ်ကန်နန်းကြောင်းမှာအပြောင်းလဲတွေလူတွေရကိုကိုမြင်တဲ့အမြင်တွေပေါ်မှာအပြောင်းလဲတွေဖြစ်လာနိုင်ပြီးတော့ဒီအပြောင်းလဲတွေကလည်းရေတူမဟုတ်ပဲနဲ့အချိန်ကြာကြီးတိ ဒီတရားမှုရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ခန်းစား rising နေနေနဲ့ကိုယ့်ရဲ့ဤမှန်ချက်တွေနောက်ကိုယုံကြည်မှုရှိရှိ confident အပြည့်နဲ့လိုက်ရတဲ့တတိရှိဖို့လိုတဲ့ကာလဖြစ်ပါတယ်။ Thank you cancer. Leo Sun Leo Rising ဆိုလိုက် glimpse က leo rising နေတဲ့ nine house မှာဖြစ်ပေါ်မှာဖြစ်ပါတယ် nine house ကဒီကိုယ့်ရဲ့တိုးတက်မှု growth ခရီးသွားလာခြင်းအသက်အသက်တော်တည်ယူလေးလာမှုတွေဒါတွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့ house ဖြစ်ပါတယ်ဆိုလိုက် glimpse ကဒီလို nine house မှာဖြစ်ပေါ်တဲ့ခါကြလို့ရှိရင် leo rising နေတော့ကိုယ့်ရဲ့ horizon ကိုချဲ့ထွင်ကြည့်ဖို့ခမာကြီးကိုပို့ပြီးတော့ဒီထက်ကြက်ကြက်ပြက်ပြက်မြင်ကြည့်ဖို့တွယ်လိုအပ်တဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ leo rising နေနေ ဒီယုံကြည်မှုအတစ်တွေယဉ်ကျေးမှုအတစ်တွေပြီးတော့တင်ပြလာမှုအတစ်တွေဒါတွေနဲ့တွေ့ကြုံခံစားရနိုင်ပြီးရှိပါတယ်။ပြီးတော့ဒီ eclipse ကာလက Leo rising နဲ့တွေ့တော့ risk ယူပြီးတော့ကိုယ်တက်တက်တက်တာမဖြစ်စေတဲ့အရာတွေကိုစူးစမ်းလှုပ်ဆောင်နေတဲ့ကာလဖြစ်တယ်။အလို့လှုပ်ဆောင်ခြင်းကနေလည်းပဲကိုယ်က grow ဖြစ်လာနိုင်မယ်၊တိုးတက်လာနိုင်မယ်ဆိုတာကိုကိုယ်ကလက်ခံရမှာဖြစ်ပါတယ်။နောက်တစ်ခုတတိယ ထားရမယ့်အရာကဒီ rising နေ့အနေနဲ့ဆုံးဖြတ်ချက်တွေကိုအလင်းစင်းတို့မချမှတ်ပြီးဘုကွေးဆိုင်ပြုလိုပါတယ်ဒီ eclipse ကာလမှာဆိုလို့ရှိရင်ဒီ rising နေ့အနေနဲ့ကိုယ့်ရဲ့ higher self နဲ့ပြန်ပြီးတော့ connect လုပ်ကြည့်တာကိုယ်တကယ်ဖြစ်ကျင်တဲ့အရာနဲ့ပြန်ပြီးတော့ချိတ်ဆက်ကြည့်တာမျိုးပြီးလို့ရှိရင်အကြောင်းအရာကိစ္စရပ်တွေပေါ်ကိုမတူညီတဲ့ shooter ကနေ shoot မြင်တုံးသက်ကြည့်ဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ် thank you leo Ferguson Vago Rising Solar Eclipse က Vago Rising ရဲ့8 house မှာဖြစ်ပေါ်မှာဖြစ်တယ်ဆိုတော့ဒီ8 house ကဒီကိုယ့်ရဲ့ဒီအစစ်စစ်စင့်ကဲပြောင်းလဲမှုဖြစ်စဉ် transformation နဲ့ပတ်သက်တဲ့ house ဖြစ်တယ်ပြီးတော့ဒီငွေကြေးအပဝင် share လုပ်ထားတဲ့အရင်မြစ်တွေပြီးတော့ဒီအပေါ်ယံမဟုတ်တဲ့အသွင်းကျကျလေးနက်တဲ့ relationships တွေဒါတွေနဲ့ပတ်သက်တဲ့ house ဖြစ်တယ် solar eclipse ကဒီလို8 house မှာဖြစ်တဲ့ခါသာလို့ရှိရင်ဘာကို rising နေအတွက်ဒီ emotional ဘိုင်းဆိုင်ရာကိစ္စရက်တွေ၊ငွေကြေးဘိုင်းဆိုင်ရာကိစ္စရက်တွေကိုပြန်လည်ပြီးတော့တွေးတော်တုံတက်လာရနိုင်တယ်ကြီးရှိပါတယ်ပြီးလို့ရှိရင်ဒီကာလမှာ relationship နဲ့ပတ်သက်တဲ့ပြောင်းလဲတွေဖြစ်လာနိုင်တယ်အထူးသဖြင့်ဆိုလို့ရှိရင်ယုံကြည်မှု power ပြီးတော့ကိုယ်ကတခြားသူနဲ့တူတူ share လုပ်ထားတဲ့အရာတွေပေါ့နော်ဒီလိုအရာတွေပေါ်မှာလည်းပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်တယ်အဒီကာလဆိုလို့ရှိရင်ဘာကို rising နေတဲ့အတွက်ကိုယ်တော့ တုံးဝင်တော့တဲ့အရာတွေကိုကိုကြိုးမပြူတော့တဲ့အရာတွေကိုရဲ့အကြောက်တရားအဟောင်းတွေဒါတွေကိုလွှတ်ချပြလိုက်တဲ့ကာလဖြစ်တယ်ဒီလိုလွှတ်ချလိုက်မှတာလေကိုရဲ့ဒီ trans personal transformation နဲ့ဖြစ်နိုင်မှာဖြစ်တယ်ပေါ့နော်ပြုတ်ဘာကို rising နေနေနေဒီကာလမှာငွေရေးကြေးရေးဒီကဘိုဒါနဲ့ပတ်သက်တဲ့သုံးဖြတ်ချက်တွေရွေးချယ်မှုတွေကိုအလင်းစလို့မလုံးမီဘုံချမမီဘုံဂယုစိုက်တဲ့ကာလဖြစ်ပါတယ်ဒီ eclipse energy ကိုသုံးပြီးတော့ကို ဖုံးကွက်နေတဲ့အမှန်တရားတွေကိုရှာဖွေတင်ရှာဖွေဖို့ပြီးတော့ဒီကိုဘွားမှာဖြစ်ပေါ်နေတဲ့အရာတွေကိုအနီးကကြည့်ရှုလေ့လာဖို့အသုံးပြုတင်တယ်ဒါမှလည်းကိုရဲ့ဘဝကိုအသစ်ပြန်ပြီးစတင်နိုင်မှာဖြစ်ပါတယ် Thank you for go liberation 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 နဲ့တွဲဆိုလိုက် cleanse က seven house မှာဖြစ်ပေါ်မှာဖြစ်ပါတယ်ဆိုတော့ seven house ကဒီကိုနဲ့ကိုရဲ့ဒီအာ ချစ်သူကြက relationships ကိုနဲ့မိတ်ဆွေတငယ်ချင်းတွေကြ relationships ကိုနဲ့ကိုယ့်ရဲ့လောဘကင်ဗတ်တွေကြက relationships ကိုနဲ့ကိုမိသားစုဝင်တွေကြ relationships ဒီလို relationship အမျိုးမျိုးနဲ့ပတ်သက်ဆက်ဆက်နေတဲ့ house ဖြစ်တဲ့ဆိုတော့ eclipse က solar eclipse ကဒီလို7 house မှာဖြစ်ပေါ်တဲ့ခါကြလို့ရှိရင် libra rising နေနဲ့ ိုယ့်ရဲ့လူအင်တွေနဲ့တခြားလူတွေရဲ့လူအင်တွေဒီလိုလူအင်နှစ်ခုကြားမှာဘယ်လိုမျိုးနဲ့မမြတ်တာဖြစ်အောင်ညှိနှိုင်းရမလဲဆိုတာကိုပြန်လဲပြီးတော့တွေးတော့ရမယ့်အချိန်ကောင်းဖြစ်တယ်ပြီးလို့ရှိရင် liberalizing နေ့နေနဲ့ဒီ eclipse energy ကြောင့်မလို့ relationships တွေမှာအပြောင်းအလဲကြီးကြီးမားမားကြုံတွေ့ရနိုင်တယ်။ဥပမာဖြစ်ဆိုလို့ရှိရင်လူအစ်စ်တွေနဲ့ဆုံတွေ့ရတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်း relationship နဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကနေ ပြောင်းလဲကြီးကြီးမားမားတစ်ခုကိုလုပ်ချင်စေဖြစ်နေတာမျိုးတိုင်းမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ Aries ကဒီ Solar Eclipse က Aries ရာထဲကိုမှဖြစ်ပေါ်မှာဖြစ်တဲ့ Aries ရဲ့ energy ဒီကောင်းမာတဲ့သစ္စာထုံစံတဲ့ energy ဖြစ်တဲ့ဒါကြောင့်မို့လို့ Libra Rising နေနေ relationships နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုပြလို့တဲ့ခါကြလို့ရှိရင် episode ထိုးစံနဲ့ဒီအရင်စလို့ဖြစ်တဲ့ဆုံးဖြတ်ချက်တွေကိုမချမှတ်မိဖို့အတွက်ဂယူစိုက်တင်ပါတယ်ဒီ eclipse ရဲ့ energy ကိုသုံးပြီးတော့တခြားလူတွေနဲ့ဘယ်လိုမျိုးတဟဆတာပြအနိုင်နေထိုင်ရမလဲဆိုတော့စူးစမ်းတင်တဲ့အချိန်ကောင်ဖြစ်တယ်လို့ကိုပါလို့ခြင်းနဲ့ကိုလိုခြင်းနဲ့အရာတွေကိုလည်းဖွင့်ဟပြောဆိုဖို့အချိန်ကောင်ခုဖြစ်ပါတယ် thank you libra Scorpio Sun, Scorpio Rising. Isolai Eclipse Gas Copy Horizon ရဲ့ Six House မှာဖြစ်ပေါ်မှာဖြစ်ပါတယ်။ဆိုတော့ Six House ကကိုယ့်ရဲ့ကျန်းမာရေး၊ကိုယ့်ရဲ့နေစဉ်အလေးအကျင့်တွေ၊ကိုယ့်ရဲ့ routines ပြီးတော့ service study နဲ့ပတ်သက်ဆက်စပ်နေတဲ့ house ဖြစ်တဲ့ Eclipse က Six House မှာဖြစ်ပေါ်တဲ့အခါကျလို့ရှိရင် Scorpio Rising နဲ့တော့ဒီအလုံးလုံးတဲ့ပုံစံကိုယူဆိုင်တဲ့ပုံစံတွေမှာအပြောင်းအလဲတွေဖြစ်လာနိုင်ခြင်းရှိပါတယ်။အမှားပဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ bleaching gun လောက်တဲ့ routines ကို ပြောင်းလဲလုပ်ဖြစ်တာမျိုးဒါမှမဟုတ်ရှိရင်ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းစုံတာတွေပုံမှာပြောင်းလဲချင်တာမျိုးအလုံးမှာဆိုလို့ရှိရင်လည်း process တစ်ခုကိုစားချင်တာမျိုးပေါ့နော်ဒီလိုမျိုးတွေရင်ခံစားရနိုင်ကြရှိတယ်နောက်တစ်ခုကဒီ energy ကိုတုံးပြီးတော့ copywriting နဲ့နေနဲ့ခုခုပို့ပြီးတော့တိုးတက်အောင်အလုပ်ကိုပြီးအောင် productive ပို့ပြီးတော့ဖြစ်ဖို့အတွက်တောင်းချနိုင်တယ်ဒါပေမဲ့ဒီ ဆိုလိုက် glimpse guy aries ရာနေပြမှာဖြစ်တဲ့အတွက် aries ရဲ့ energy ပေါ့နော် aries ရဲ့အားကောင်းမှုဉာဏ်နဲ့ energy ကြောင့်မို့လို့ကိုကိုကိုအတင်းလိုတာထပ်ပို့ပြီးတော့မခိုင်းမိဘူးကိုကိုကိုပို့ပြီးတော့ဘယ်လိုပြောမလဲတွန်းအားမပေးမိဘူးတော်တော့ခရူဆိုင်ဖို့လိုပါတယ်ပြီးတော့ဒီကာလမှာဆိုလို့ရှိရင် scorpio rising နေအနေနဲ့အကြမ်းမာပြီးတော့ပို့ပြီးတော့ balance ဖြစ်တဲ့ဘဝနေထိုင်မှုပုံစံတကူကိုဖန်တီးနိုင်မှုအတွက်အကောင်းဆုံးချိန်ဖြစ်ပါတယ် thank you scorpio Sagittarius and Sagittarius rising Sagittarius rising တွေအတွက် solar eclipse က fifth house မှာကျရမှာဖြစ်ပါတယ်ဆိုတော့ fifth house ကဒီပျော်ရွှင်မှုအချစ်ချင်းမြတ်တာဒီထွေဖန်တီးမှုကိုကိုကိုဖော်ပြတဲ့ပုံစံဒါတွေနဲ့ပတ်သက်ဆက်ဆံနေတဲ့ house ဖြစ်တဲ့ဆိုတော့ eclipse က fifth house မှာဖြစ်တဲ့ခါကျတော့ Sagittarius ရိုက်စင်းနေတွားသည့်ရွှေရွှေမိုးကိုရဲ့ဝါဒနာပါတဲ့ကိုယူတွေ့တဲ့အရာကိုရဲ့ passion စုံစားမှုအန်တီလုအရာတွေမှာဆက်လုပ်ရှာမှုဒီအကိစ္စတွေကိုကြုံတွေ့ရနိုင်တယ်။အဲ Sagittarius rising နေနေဒီ creative ဖြစ်တဲ့အာ project ကိုကိုအသက်စားတင်တာမျိုးပဲဖြစ်ဖြစ်မလို့ရှိရင်လည်းအချက်ရဲ့ကိစ္စတွေမှာ risk ယူတာမျိုးပဲဖြစ်ဖြစ်ဒါမလို့ရှိရင်ကိုရဲ့ဒီ ပေါ့ပေါ့ပါပါနဲ့ပျော်စရာကောင်းတဲ့ပုံစံနဲ့ပြန်ပြီးတော့ချိန်ဆမိကြမျိုးပဲဖြစ်ဖြစ်ဒီလိုမျိုးကြုံတွေ့ခံစားရမှာဖြစ်တဲ့ solar eclipse က aries ရာသီကမှဖြစ်မှာဖြစ်တဲ့ကြောင့်မို့လို့ဒီ aries ရဲ့ဒီကောင်းမှပြီးတဲ့စွတ်တော်ဆန်တဲ့ energy ကြောင့်မို့လို့ aries ပါဒီနေ့နေနေအခြေအကိစ္စတွေမှာလင်းစလို့ဆုံးဖြတ်ချက်တွေမှာကြာနေလို့တော်တော်ခရုစားရမှာဖြစ်ပါတယ်ဒီ energy ကို suggestion aries ပါဒီနေ့ရဲ့ဒီ ပို့ပြီးတော့ပျော်ရွှင်မှုပို့ပြီးတော့ creative ဖြစ်ဖို့ပို့ပြီးတော့တည်ထည်ပါတီနိုင်စွာအားလည်းကောင်းလာဖို့ပို့ပြီးတော့ဆက်လုပ်စာဆရာတွေနဲ့ကြုံတွေ့ရဖို့အတွက်အသုံးချနိုင်ပါတယ် thank you sagittarius capricorn sun capricorn rising solar eclipse က capricorn rising လေးတွေရဲ့ fourth house မှာဖြစ်ပေါ်မှာဖြစ်ပါတယ်ဆိုတော့ fourth house ကကိုယ့်ရဲ့ခံစားချက်တွေစပြီးတော့အခြေအနေဖြစ်ပေါ်လာတဲ့နေရာတနည်းအားဖြင့်ကိုယ့်ရဲ့နေအိမ်မိသားစုစားရတဲ့ပတ်သက်တဲ့နေရာ တယ်ဆိုတော့ solar eclipse ကဒီလို forecast မှာဖြစ်တဲ့ခါကြလို့ရှိရင် Capricorn rising တွေအနေနဲ့ကိုယ်ကိုလုံခြုံစေတဲ့အရာကိုယ့်ရဲ့ဒီ private ဘဝကိုယ့်ရဲ့ခွေးကိုယ်တော်ဘဝနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တွေးတော်မိတာမျိုးတွေမျှော်လင့်လို့ရတယ်။နောက်က Capricorn rising တွေအနေနဲ့ကိုယ်နေထိုင်နေနေရအပြောင်းလဲဖြစ်တာမျိုးတွေဒါမှမဟုတ်ရှင်လဲမိသားစုနဲ့အင်ကာထပ်ပို့ပြီးတော့အဆက်အသွယ်ရှိလာတာမျိုးတွေလည်းမျှော်လင့်လို့ရတယ်။ နောက်တစ်ချက်ကဒီချိန်ကဆိုလို့ရှိရင် Capricorn Rising တွေတွေ့တော့ဒီအရင်ကမဖြစ်ရှင်ရသေးတဲ့မိသားစုကိစ္စတွေကိုဖြစ်ရှင်ဖို့အခေါ်ဆုံးအချိန်ဖြစ်တဲ့ emotional ဘိုင်းဆိုင်ရာကို support ပေးနိုင်တဲ့အရာတွေကိုပို့ပြီးအားကောင်းအောင်လုပ်ဖို့လည်းအကောင်းဆုံးအချိန်ဖြစ်တယ်ပေါ့နော်အဲခရီးဆိုင်ရမယ့်အချက်ကဒီ solar eclipse က Aries ရဲ့ကွန်မပေါ်မှာဖြစ်တဲ့ Aries ရဲ့ energy ကဒီကောင်းမတဲ့ energy ဖြစ်တဲ့အကြောင်းမူလို့ categorizing တွေနေနဲ့မိသားစုရဲ့ကိစ္စတွေပိုင်ဆိုင်မှုကိစ္စတွေမှာသူတို့ဆန်တဲ့ဆုံးဖြတ်ချက်တွေမချမိဖို့တော့ဂယုဆိုင်ဖို့လိုပါတယ်။ဒီ energy ကိုသုံးချပြီးတော့ capricorizing တွေရဲ့ဘဝမှာငါတကုတ်ကိုပို့ပြီးတော့ဂယုဆိုင်ဖို့ကိုကိုပို့ပြီးတော့ချစ်ဖို့ဘဝမှာကိုကိုလုံးုံတယ်လို့ခံစားရတဲ့ခံစားစရာတဲ့အရာတွေ ိုကိုပေါ်ပြီးတော့ step up ဖြစ်တဲ့အားတွေလို့ခန်းစားကြရတဲ့အရာတွေကိုတည်ဆောက်ဖို့အတွက်အကောင်းချနိုင်တဲ့ကာလဖြစ်ပါတယ်ဆိုတော့ thank you capricorn Aquarius Sun Aquarius Rising ဆိုလိုက် claims က Aquarius Rising တွေအတွက် third house မှာဖြစ်ပေါ်မှာဖြစ်ပါတယ် third house ကဒီ communication ပြောဆိုဆက်သွယ်ခြင်းတွေသင်ယူလေ့လာခြင်းတွေနဲ့ကိုယ့်ရဲ့ local ထဲမှာရှိတဲ့လူမှုအပိုင်းဝါဒါတွေနဲ့ဆက်နွယ်ပတ်သက်နေတဲ့ house ဖြစ်ပါတ တော့ဒီ eclipse ကြောင့်မို့လို့ဒီ eclipse ရဲ့ energy က Aquarius rising တွေကိုကိုယ့်ရဲ့စိတ်ကိုယ်ရဲ့အသွေးတွေကိုမျှဝေဖို့ပြီးတော့ကိုယ့်ပုံမှန်ချက်မှာရှိတဲ့လူတွေနဲ့ပို့ပြီးတော့ဆက်သွယ်ပြုလုပ်ဖို့တောင်းအားပေးနေနိုင်ပါတယ်။ဆိုတော့ဒီ energy ကြောင့်မို့လို့လည်း Aquarius rising တွေအနေနဲ့ကိုယ့်ရဲ့အသွေးတွေကိုမျှဝေချင်တာလည်းဖြစ်ဖြစ်ကတ်အတန်တစ်ခုကိုတက်ရောက်ပြီးတော့တည်မှုတွေလောက်ချင်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လေတခြားတော့လူတွေနဲ့အရေးကြီးတဲ့ပြဿနာဆက်တယ်မျိုးကိုပြလို့ရတာမျိုးပဲဖြစ်သူကြောက်ခံတယ် ပါတယ်ဒီ eclipse color ဆိုလို့ရှိရင် aquarius version နေတဲ့အတွက်ဒီလိုစိအပြည့်နဲ့တခုခုကိုအသက်အစံပူဇော်လောက်ဆောင်ချဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ပြီးတော့ဒီ solar eclipse က aries ရဲ့ဘက်မှာကြာအောင်ဖြစ်တဲ့ aries ရဲ့ energy ကပိုးဖြစ်ပြီးတော့ heart strong ဒါတဖြစ်တဲ့အကြောင်းမို့လို့ဒီအကြောင်းအရာတခုခုကိုမစင်စားမစင်ကြင်ပဲနဲ့ပြောဆိုမိတာမျိုးမလုံးမရအောင်လို့ကယူဆိုင်တဲ့ကာလာ င်နေချင်းကိုတုံးပြူပြီးတော့ career rising နေနေနဲ့တယင်းမှုတစ်တဲ့ကိုပြုလုပ်တာပြီးတော့ Charlie နဲ့ပို့ပြီးတော့ခိုင်မာတဲ့ relationship တွေတည်ဆောက်တာမျိုးတွေပုံပြနိုင်ပါတယ်။ Thank you Aquarius. Pisces Sun Pisces Rising. So I guess ကပါဒီ rising တွေရဲ့ second half မှာဖြစ်ပေါ်မှာဖြစ်ပါတယ်ဆိုတော့အကောင်ကြီးကြီးကိုသမုထားတဲ့အရာကိုကိုမြင်တဲ့အမြင်ဓာတ်တွေနဲ့ပတ်နေတဲ့ house ဖြစ်တယ်။ တို့ဒီ house မှာ eclipse ပေါ်တဲ့ခါကြလို့ရှိရင်ဒီ eclipse ရဲ့ energy က Pisces rising တွေကိုဝင်ကြီးကိစ္စရဲ့နဲ့ပတ်သက်ပြီးပြန်လဲတော်တော်မှုတွေပြုလုပ်ဖို့ပြုကုတ်တဲ့ရေးပါတဲ့အရာတွေပတ်သက်ပြီးတော့လည်းပြန်လဲတော်တော်မှုတွေပြုလုပ်ဖို့တောင်းအပ်ပေးနေနိုင်ပါတယ်။ eclipse ရဲ့ energy ကြောင့်လည်း Pisces rising တွေအနေနဲ့ကိုယ့်ရဲ့ဝင်ကြီးတစ်စင်းနဲ့ပတ်သက်ပြီးတော့ပြန်လဲထိုက်ချုပ်မှုတွေပြုလုပ်ချင်လာမှာပဲဖြစ်ပါတယ်။အဲပြီးတော့ကိုယ်တမို့ထားတဲ့အရာတွေကိုယ်အတွက်ရေးပါတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပြန်လဲပြီးတော့ ုံးသတ်မှုတွေပြုလုပ်လာနိုင်တဲ့ကာလဖြစ်ပါတယ်။ဒီဒီချိန်ဟာဆိုလို့ရှိရင်ဒီ eclipse ကာလဆိုလို့ရှိရင် passive rising လို့ပြီးတော့အဆန့်ရှာပွေတဲ့နီလန်အသစ်တွေကိုပေါ်ထုတ်ကြရမယ့်အချိန်ဖြစ်တယ်။ဒီနည်းလမ်းတွေကိုပုံစံအသစ်တွေကိုလည်းရှာပွေရမယ့်အချိန်ဘူးဖြစ်ပါတယ်။ဒီချိန်မှာမျိုးဆိုင်ရမှာကတော့ဒီ solar eclipse က Aries ရဲ့အနာမှာဖြစ်တဲ့ Aries energy ကအရင်ဆိုင်တွေမှာကျွန်တော်ပြောခဲ့သလိုပဲဒီဒီ old ဖြစ်ပြီးတော့ heart strong ဖြစ်တဲ့ energy ပေါ့နော်ဒီ energy ကြောင့်ဒီ areas ခေါင်းမာတဲ့ energy ကြောင့်မို့လို့ဒီ fancy fancy လေးတွေနဲ့ငွေကြီးတုံးစင်းမှုတွေမှာတက်ဆက်ဖို့မချမမီဘူးဆုံးဖြတ်ချက်တွေကိုအလင်းစလို့မချမီဘူးရေးစားနေတာအဲ့ဒီ energy ကိုတုံးပြီးတော့ခုခုခုပုံပြီးတော့ကွာဖြစ်တယ်လို့ခံစားရအောင်ပုံချနိုင်တယ်ဒီ energy နဲ့ fancy fancy လေးတွေကခုလုံးနေတဲ့အရာနဲ့ခုတကယ်ငွေကြီးတဲ့အရာနဲ့ခုချအဝင်ကြမှုရှိအောင်လေ this is